ားလုံးပဲမင်္ဂလာပါ။ Top Football ကနေပြောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုကအရင်ဆုံးပြောရမှာကအယူဆတက်တက်တစ်ခုတာလင်ဖြစ်တယ်ဆိုရဲအကြောင်းအရာပဲဖြစ်တယ်။မော်ညိုရဲ့တတရရာသီချိန်စာဆိုတာကိုအားလုံးကြားဖို့ရလိမ့်မယ်လို့ထင်တယ်။အဲဒါလိုပဲလက်ရှိကျွန်တော်တို့မျက်စိရှိမှရှိနေတဲ့အတင်းတတင်းရဲ့နီးပြတရားဘလို့မှမထင်ထားတဲ့လူပြောနေတဲ့နီးပြတရားရဲ့ဒုတိယရာသီချိန်စာဆိုတဲ့အကြောင်းအရာကို discuss လုပ်မှာ။အဲ့ဒါကတော့တခြားမဟုတ်ဘူးဘာစီလိုနာရဲ့နီးပြဖြစ်တဲ့ဟက်စီဖလစ်ကဒုတိယရာသီပဲ အဲ့တော့ Hansi Flick ကဂျာမန်ပြည်မှာပဲအဓိကကျန်နေခဲ့ရတယ်။ Player Manager, Manager, Assistant Manager, Sporting Director, Managing Director ဒီကနေမှတစ်ဆင့် Assistant Manager ပြန်ရောက်အဲ့ဒီကနေမှတစ်ဆင့် Manager ရာထူးကိုပြန်ယူဆိုတော့သူ့ရဲ့ဘဝအဆုံဆုံးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်။ဒါအပြင်ကိုသူ့ရဲ့ဒီအောင်မြင်မှုယူခဲ့တဲ့ပုံစံတွေပြီးခဲ့တဲ့ရာသီဘာစီလိုနာအတင်းအတွက်ပြည်တွင်းမှာရနိုင်တဲ့များဖလားကုန်ယူခဲ့တဲ့အပြင်ကို Champion League မှာအောင်မြင်မှုရခဲ့တယ်လို့ပြောရင်ပုံမှန်လိမ့်မယ်။ဒါအပြင်ကို ီးခဲ့တဲ့ယာရီမှာတို့ရှင် real metric ကိုဇက်တိုက်ဆိုတလို့အနိုင်ယူနိုင်ခဲ့မှုဒါတွေကကတိကပိုင်းဆိုင်ရာ innovation တွေကအများကြီးပဲဆိုတော့ဒီယာဒီမှာဆိုလို့ရှင်တော့ဘာစီလိုနာတင်းရဲ့ရှုံးပွဲတွေတော့အများကြီးမြင်တွေ့နေရတာတော့မဟုတ်ဘူးလက်ရှိယာဒီမှာမှာဘာစီလိုနာက PSG ရဲ့ Sevilla ရဲ့ real metric ကဒီကစားဒီအသင်း၃တင်းကိုပဲရှုံးထားသေးတယ်ဒါအပြင်ကိုပြီးခဲ့တဲ့အပတ်ကကစားခဲ့တဲ့ group တွေကိုတည်ရကြခဲ့တယ်ဒါတော့ပဲရှိသေးတာဒါပေမဲ့ကျွန်တော်ပြောမှာကနည်းနည်းလေးစောကောင်းစောင်းနိုင်တယ်ဒီအကြောင်းအရာက အာ theory တစ်ခုအနေနဲ့ပဲပြောရခဲ့တဲ့ဘက်ကြောင့်မကျွန်တော်ရဲ့ intro လေးပြောလို့ရှိရင်စားလိုက်ကြရအောင် ဘာမှစမပြောခင်မှာကျွန်တော်တို့ Hasi Flick ရဲ့ဒီ management career တစ်ခုလုံးကိုအစကနေပြန်ပြီးတော့မှလိုက်ရင်ပို့ပြီးတော့မှမှန်လိမ့်မယ်လို့ထင်တယ်။ Hasi Flick က Barcelona အသင်းကိုမရောက်လာခင်ကာလမှာတကယ် head coach အနေနဲ့စတိုင်ပေါ့နော်စတိုင်လှုပ်လှုပ်ခဲ့တာဆိုလို့ရှိရင်ဘိုင်ယန်ပြီးတော့လို့ရှိရင်ဂျာမနီဒီလိုအသင်းတွေမှာလှုပ်လှုပ်ခဲ့တာလှုပ်လှုပ်ပြီးတော့မှဘာစီလိုနာစီကိုရောက်လာခဲ့တာအဲ့မတိုင်ခင်မှာဆိုလို့ရှိရင်သူအရင်ဆုံးနီးပြလောကတွေကိုစဝင်နာကတမန်တေကနေစဝင်နာအဲ့ဒီ အတင်းမှာဆိုလို့ရှိရင်သူက player ကော manager ကောနှစ်ခုစလုံးကိုတောင်းယူရယ်ဒီကနေမှတဆင့်2000ခုနှစ်မှာတို့လို့ရှိရင် Hoffenheim မှာ manager ဖြစ်တယ် Hoffenheim မှာ9နှစ်နဲ့4လအထိကိုတောင်းယူခဲ့တယ်ဒါပြီးရဲ့အချိန်မှာတော့ Selbert မှာသွားပြီးတော့မှ assistant manager အနေနဲ့ သွားပြီးတော့မှအမှုထမ်းခဲ့တယ်ဆဲဘက်မှာသူကစားသူဒီနီးပြအဖြစ်နဲ့ရှိနေစဉ်ကာလမှာပဲဂျာမနီရဲ့ assistant manager ဖြစ်နေသူခန့်ချင်းခံရတယ်ဆိုတော့ချိုးချင်းအားလို့ရဲ့ assistant မော်အဲ့ဒီအနေထားမှာ2006ကနေပေါ်မှာ2014ထိကို assistant manager ဖြစ်ခဲ့တယ်ဒီကာလမှာတို့ရှင်ဂျာမနီရဲ့ကမ္ဘာဖလားအောင်မြင်မှုတွေကသူ အများကြီးလက်တွေ့ကြုံခဲ့ရတယ်ဒါပြီးရဲ့ချိန်မှာတော့ဂျာမနီရဲ့ Sporting Director ရာထူးကိုလက်ခံတယ်ဂျာမနီရဲ့ Sporting Director ရာထူးမှာနှစ်နှစ်နဲ့၄လလောက်တည်းကိုလုပ်လုပ်ခဲ့တယ် ဂျာမနီပြီးတဲ့အချိန်မှာသူကအဲ့ဒီကနေမှတက်စင်ကလပ်ဘက်ကိုသူကပြန်ကူးသွားတယ်ဒီဟော့ဖန်ဟိန်းမှာအဲမန uh, ်နေဂျင်ဒါရိုက်တာပေါ့စပေါ်တင်းရဲ့မန်နေဂျင်ဒါရိုက်တာအနေနဲ့သူတွားပြီးတော့မှအလုပ်လုပ်တယ်အဲဒီမှာလည်းသူ၈လလောက်ပဲလုပ်လုပ်တာလုပ်ပြီးတဲ့အချိန်မှာသူအစစ်စတန့်မန်နေဂျာရဲ့ဘက်ကိုပြန်ပြီးတော့မှခုန်ကူးလာပြန်တယ်အဲ့ဒါကတော့ဘိုင်ယန်မြူနစ်မှာအဲဒီအချိန်တုန်းကနီးပြဖြစ်နေတဲ့အဲနီကိုကိုဗတ်ကလောက်မှာအစစ်စတန့်မန်နေဂျာဖြစ်နေလုပ်လုပ်ခဲ့တယ်အဲ့ဒါပြီးတဲ့အချိန်မှာတော့ဒီဘိုင်ယန်မြူနစ်မှာ အဲ intern နေနဲ့လုပ်နေတလန်ကနေပြီးမှစတိုက်ဒါဒီပြဖြစ်နေခန့်ရခံရတယ်။ဘိုင်းတွင်းထဲမှာဒီပြချင်းနဲ့ခန့်ရခံရတဲ့အချိန်က2019ခုနှစ်ဒီကနေပြီးမှ2021ခုနှစ်ထိကိုသူလုံးလုံးခဲ့တယ်။အားလုံးပေါင်းဆိုလို့ရှိရင်တနှစ်နဲ့မှ၈လတည်တည်လုံးလုံးခဲ့တယ်။ဆိုဘိုင်းယူနစ်မှာတနှစ်နဲ့၈လလုံးလုံးခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်သူရဲ့အောင်မြင်မှုကတော်တော်လေးကြီးမားလို့ပြောလို့ရမယ်။ဘိုင်ရဲ့ပထမဆုံးရာသီမှာသူကင်ပြယ်တဲ့ပထမဆုံးရာသီမှာတို့လို့ရှိရင်တပွဲကိုပြန်များသူရဲ့ဘိုင်ရဲ့နုနဲ့အတင်းက၃ဂိုးတိတိသွင်းတယ်။ တားအပြင်ကိုသူကင်တွေခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးကိုပြန်ကြည့်မယ်ဆိုရင် win rate က83%ရှိတယ်။ဒါကဘောလုံးကလပ်သမိုင်းမှာဆိုလို့ရှိရင်အမြင့်မားဆုံးသောအောင်မြင်မှုဖြစ်တဲ့တားအပြင်ကိုရနိုင်တဲ့ဖလား၉လုံးရှိရတဲ့အထက်မှာ၇လုံးထိကိုဟန်စီပလစ်ကယူပေးနိုင်ခဲ့တယ်။ဒါပြီးတဲ့အချိန်မှာတော့သူကဂျာမနီရဲ့ဒီဂါဖြစ်ချင်တယ်ဆိုပြီးတော့မှဂျာမနီရဲ့ဟက်ကိုချ်အဖြစ်နဲ့ကိုသွားပြီးတော့မှဂျာမနီစီကိုရောက်သွားတယ်။အဲဒီကနေမှတစ်ဆင့်သူဂျာမနီမှာအလုပ်လုပ်တာကအလုံးပေါင်းနှစ်နှစ်နဲ့မှတလားရှိတယ် ဒီနှစ်နှစ်နဲ့မှတလအတွင်းမှာသလို့ရှိရင်ဂျာမနီကအခြေအနေဆိုးရွားလာရအများကြီးရှိတယ်။သူ့လက်ထက်မှာသလို့ရှိရင်ဂျာမနီကတမိုင်းတစ်လျှောက်မှာဒုတိယအဆိုးဆုံးအနေနဲ့တပွဲတန်းမြရရှာတဲ့အမှတ်က1.9နှစ်မှတ်ပဲရှိတယ်။ဒါဒီမို့ဂျာမနီရဲ့ဒီ national team တမိုင်းမှာသလို့ရှိရင်ဘဲဟက်ကိုကမှထုတ်ခဲ့တာချင်းမရှိခဲ့ဘူး။ဒါပေမဲ့ဟန်စီဖလစ်ကတော့ပထမအောင်လုံးတော့အထောက်ခံရပါတယ်ဆိုရင်နီးပြချက်သွားခဲ့တယ်။အဲ့ဒါပြီးတဲ့အချိန်မှာမှ ာစီလိုနာကိုရောက်လာတယ်။ဘာစီလိုနာကိုရောက်လာတဲ့အချိန်မှာအားလုံးနဲ့တီးကြရတာမှာပြီးခဲ့တဲ့ရာသီမှာအကောင်းမွန်ဆုံးသောပုံစံနဲ့ပြည်တွင်းဖလားအကုန်လုံးကိုတိမ်ကျုံယူနိုင်ခဲ့တယ်။အဲပြီးလို့လို့ရှိရင်ချန်ပီယံလိဂ်ပါဆိုလို့ရှိရင်အဲအကောင်းဆုံးချီနေသူတို့ရဲ့ခြေစွမ်းအနေထားအရညှော်လိကျင်ကြအကောင်းဆုံးသောအနေထားတစ်ခုကိုရောက်ခဲ့တယ်။ပြည်တွင်းမှာဆိုလို့ရှိရင်လည်းဒါ Real Madrid ပိုတိုင်ပွဲဆုံးမှာအနိုင်နိုင်ခဲ့။အဲ့တော့ဒီဟာဒီရောက်တဲ့ချိန် ဒီရာသီရောက်တဲ့အချိန်မှာတို့ရှင်ရင်ဘာမြင်လားရတလဲဆိုတော့ပြီးခဲ့တဲ့ရာသီကဘာစီလိုနာကအယန်းရှူမြစ်ဖြတ်တယ်ဘယ်လိုမျိုးကစားမယ်ဆိုတော့ကိုအားလုံးကရှင်တမမနဲ့စောင့်ကြည့်နေရတယ်ပြီးတော့လို့ရှင်တက်တီကယ်ဘိုင်းဆိုင်ရာအရာထူးခြားတဲ့ပြောင်ရောက်တဲ့ပုံစံတို့မျိုးလိုခံစားရလိမ့်မယ်ဘာလို့လဲဆိုတော့အသေးနိုင်ဒီဘက်ကဒါမျိုးပုံစံခံစားနေကြတာမဟုတ်ဘူးဆိုတော့သူ့ရဲ့အဓိကကစားတဲ့ပုံစံက အာလင်းနဲ့တုံးတက်ကိုအဓိကအသင့်အခြေခံနေအဲ့ဒီလင်းနဲ့တုံးတက်မှာမှသူ့ရဲ့ကစားတဲ့ဟန်ကိုတော့မီဒီယာတွေကဘယ်လိုမျိုးအာရည်ညွှန်းကြလဲဆိုတော့အာ flicky flaka လို့ရည်ညွှန်းကြတယ်ဒီအဓိပ္ပာယ်ကဘာလဲဆိုတော့ tiki taka နဲ့ diga pressing ကိုပေါင်းစပ်ထားတဲ့အဓိပ္ပာယ်ပဲဒါသူ့ရဲ့လင်းနဲ့တုံးတက် formation မှာတော့အဓိကအသင့်ကစားသမားတွေက high intensity ပဲကစားသမားကောလုံးက physical ကိုအထူးအပြင်အသားပြုပြီးတော့မှကစားရတယ်အဲ့လိုကစားတဲ့အတွက်ကြောင့်ဘာဖြစ်လာခဲ့တယ်လဲဆိုတော့ ဖြစ်စကဲပိုင်းဆိုင်ရာလိုအပ်မှုမြင်မာလာတယ်။ဒီတော့ကျွန်တော်တို့အချက်လိုက်စီသွားမယ်တို့ရှင်ရင်သူ့ရဲ့ဒီပထမဆုံးအချက်အနေနဲ့က has a flick at ideology ideology မှာရှေ့မှာညွှန်ခဲ့တဲ့အတိုင်းပဲကျွန်တော်ဒီ flicky flicker အဲ့ဒါကကစားသမားတွေကသူတို့ရဲ့ကစားတဲ့ဟန်မှာ identity intensity ကအရန်ကိုမြင့်ပြီးကစားတာပြောချက်တန်ကအတင်းဝင်တင်းထွက်အတင်းဝင်တင်းထွက်အဲ့လိုပုံစံမျိုးနဲ့ share ညှစ်ပြီးကစားတာဒါအပြင်ကို high line defense ပြင်ကစားရတဲ့အတွက်ကြောင့်မလို့ကစားရတဲ့စုံကကျင်းတယ်ကစားရတဲ့စုံကျင်းလေလေပို့ပြီးတော့မောလေလေပဲကစားသမားတွေကအဲ့လိုမောတဲ့ချိန်မှာကစားသမားတွေဘာဖြစ်လာလဲဆိုတော့ injury ရလာတယ် injury ရတဲ့အပြင်ကို injury တစ်ခါရပြီးတော့လို့ရှိရင် recovery time အတွက်ပါအချိန်ကပို့ပြီးတော့မှကြာသွားတယ်ဒါက အချက်လက်တွေကလည်းအများကြီးပြောနေရယ်ပြီးခဲ့တဲ့2024ဩဂတ်လကနေလက်ရှိအာအော်တိုဘာ2025ဂျားတဲမှာတွင်ဘာစီလိုနာအတင်းကဒဏ်ရာရရှိမှုက30နဲ့မှ10မျိုးမတူညီတဲ့ဒဏ်ရာရရှိမှု30နဲ့မှ10မျိုးထိရောက်ရှိတယ်အဲ့ဒါပြောချင်တာကတလကို injury နှစ်ခုနဲ့သုံးခုဂျားမှာရနေတယ်ဆိုတဲ့အသေးပဲပဲဒါအပြင်ကိုဒီယာဒီမှာဆိုရင်တိရတာပေါ်ပြီးများလာတယ်ဒီယာဒီမှာတလကိုဘာစီလိုနာက injury 5ခုရတယ်ဆိုတော့အသေးပဲတက်ရောက်နေတယ် ဲ့တော့ဘာစီလိုနာကဒဏ်ရာတွေအများကြီးရနေတာအခုတော့မှဘာစီလိုနာရဲ့ဒီဒဏ်ရာလူဆဲမှာဆိုလို့ရှိရင်ပီဒရီဒါဗီအာရာဖီညာတာစတီကန်ပြီးတော့လို့ရှိရင်ခရစ်စတန်ဆာအတူတူကတောင်းမတွေကိုမြင်ရလိမ့်မယ်လေဝန်ဒေါစကင်းနဲ့အော်မိုဒိုကတော့ပြန်လာနိုင်ကုန်ဒီစက်နေပြီဆိုတော့ထားပါကစားသမားတွေ injury ရရှိမှုတော့မြင့်မာလာအဲ့ဒါက Hansi Flick ရဲ့ဒီ system ရဲ့ requirement system ရဲ့တောင်းဆိုချက်ကိုလိုက်လာတဲ့အခါမှာကစားသမားတွေကဒါမျိုးဖြစ်လာတာပဲ ဆိုတော့ဒီကစားသမားတွေရဲ့ဒဏ်ရာရရှိမှုတွေများလာတဲ့ချိန်မှာဆိုလို့ရှိရင်လူစင်းအပေါ်မှာတက်ရောက်မှုအများကြီးရှိပါတယ်ဆိုတော့သူရဲ့ first line ကကစားသမားတွေဒဏ်ရာရရှိမှာ second line ကကစားသမားတွေထည့်ရဒီကစားသမားတွေကလည်းဒီ first line ကကစားသမားတွေတော့အရင်ကြီးမကစားနိုင်ဘူးအဲ့ဒါလိုမျိုးဖြစ်တဲ့ချိန်မှာသူကလူစားလေးလေးမူတွေလုံမယ်ပင်မနှဲ့နှဲ့မှုနဲ့ဒဏ်ရာရရှိမှုနှုံထားတွေကတဖြည်းဖြည်းနဲ့ကိုတီးကြတာမြင့်မားလာတယ်ဒီကစားသမားတွေကလိုအပ်ချက်ဘယ်လိုပြောမလဲ ဒီကစားသမားတွေကဒဏ်ရလာတယ်အဲ့တော့ကြောင့်မလို့နောက်တစ်ယောက်ကိုထည့်တုံးတယ်အဲ့နောက်တစ်ယောက်ကအသိပြောမကောင်းဆိုလို့ရှိရင်ပထမတစ်ယောက်ကို recovery time အပြည့်အဝမပေးဘဲနဲ့တုံးလိုက်တယ်လို့ဆိုလို့ရှိရင်ဒီဒဏ်ရတဲ့ကစားသမားကပြန်လာနိုင်မှု recovery time အပြည့်အဝမရတဲ့အချိန်မှာနောက်တစ်ခေါက်တိုင်းရရရှိမှုတော့ဖြစ်သွားနိုင်တယ်အဲ့တော့ကြောင့်မလို့ဒီ fancy flick ရဲ့အသေးနဲ့မှာအဓိကကြတာကအဲ့ဒါပဲ fancy flick ရဲ့ဒီ buy and unit မှာတွားကြည့်မယ်ဆိုလို့ရှိရင်လေဒုတိယရာသီမှာအဲ့ဒါကိုတွေ့ရလိမ့်မယ် ဘိုင်မြူနစ်မှာတော့ဒီအကြောင်းအရာတစ်ခုရဲ့တွေမဟုတ်ဘဲနဲ့သူ့ရဲ့ဒီ managing အထက်ပိုင်းနဲ့ဒါလူခေါ်ယူမှုကိစ္စတွေမှာအဆင်မပြေခဲ့လို့ဆိုရဲတည်င်းအစားနာတွေကိုလည်းမြင်ရတယ်ဒါပေမဲ့တေချာတစ်ခုကဘိုင်ယန်မြူနစ်မှာလည်းဒီလိုပုံစံပဲဘာစီလိုနာရဲ့ဒီတရားရာသီလိုပဲတန်ရာရှိမှုလုံးမြင်မာရဲဆိုရဲအချက်လက်ကိုတွတ်တွေ့ရနိုင်မယ်ဆိုတော့ဟာစီဖလက်ကသူ့ရဲ့အားနည်းချက်ကိုလည်းကောင်းကောင်းသိတယ်ဒီတက်ကြောင့်လို့သူကလူခေါ်ယူမှုတွေကမှပါဝင်ပတ်သက်မှုရှိတယ်အဲ့ဒီတော့ကြောင့်မလို့ပဲဘိုင်ယန် ဒီအထက်ပိုင်း management အနေနဲ့ပြဿနာတက်ခဲ့တာလို့ပြောရလိမ့်မယ်ဆိုတော့ဘာစီလိုနာမှာလည်းလက်ရှိဒီလိုမျိုးကြုံတွေ့နေရပြီနောက်ထပ်ဒုတိယအချက်ရေးပါတာက critical ဘိုင်းဆိုင်ရာကနေပြောရလိမ့်မယ် critical ဘိုင်းဆိုင်ရာကပြောမယ်တပည့်ရှင်ရဲ့ critical failure နဲ့ဒီ adaptation တွေကမြင်မာလာတာဒီအကြောင်းအရာကအများကြီးအောင်ပြောကြလို့မပြောဒီအားဒီဘာစီလိုနာရှုံးဝဲကြုံတွေ့ခဲ့ရတဲ့ပွဲစဉ်တွေကိုပြန်ကြည့်မယ်လို့ရှင်အဲ့ဒါကိုရှင်းရှင်းလင်းလင်းမြင်ရတယ်မြင် PSG ကိုရှုံးတဲ့ပွဲ ြည့်စီကိုရှုံးတဲ့ပွဲမှာဆိုလို့ရှိရင်ဘာစီလိုနာအတင်းရဲ့ defense line ကကစားသမားတွေက high defense တင်ထားတယ်ဒါအတင်းကိုကျွန်တော်တို့ Nuno Manchester တူးရဲဆွဲထွက်ပြီးတော့မှပြေးသွားတဲ့လုံးမှာဆိုလို့ရှိရင် market လွတ်သွားတယ် man to man market တစ်ခုလေးလွတ်တာနဲ့တည်းကိုပြီးဆက်မှုကအရန်ကိုကြီးမားသွားတယ်ဒါအပြင်ကိုကျွန်တော်ပြီးခဲ့တဲ့ real match နဲ့ပွဲ tactical ဘိုင်းဆိုင်ရာကိုပြန်ကြည့်မလား Real Madrid ရဲ့ပွဲအကြောင်းကိုကျွန်တော်ဒါအာဗီဒီယိုတစ်ခုလုပ်ထားတယ်အဲ့ဒီမှာသွားကြည့်မယ်ဆိုလို့ရှိရင် Real Madrid က Barcelona ရဲ့အဲ့ဒီ highline defense နဲ့ man to man marking တွေကိုအဓိကထောက်ခပြီးသွားတာ Barcelona တင်းရဲ့ဒီ highline defense ကို အချိန်ချင်းခါကအမ်ဘပေကထိုးပေါက်တယ်အဲ့ဒီထိုးပေါက်မှုတိုင်းကလည်းတကယ်ကြောက်စရာကောင်းတဲ့ threat တွေကြီးပဲဆိုတော့ပြိုင်ဘက်အသင်းတွေကသူ့ရဲ့ system ကိုကောင်းကောင်းနားလည်လာရတယ် ပထမတရားဒီကတော့လုံးဖြစ်လိမ့်မယ်ပထမတရားဒီမှာလုံးဝအတင်းအညီဘက်ကကြောင်းအန်အန်နဲ့ဘာစီလိုနာ highline defense ကစားရင်ငါတို့ဘယ်လိုကစားရမလဲဆိုတာကိုကောင်းကောင်းဖြေရှာမတွေ့ကြသေးဘူးဒီရာဒီမှာတော့အဲ့လိုမဟုတ်ဘဲနဲ့ PSG ကို Sevilla တို့ Real Madrid တို့အစရှိတဲ့တကယ်ပိုင်းဆိုင်ရာအားကောင်းတဲ့အသင်းတွေကဘာစီလိုနာကိုကောင်းကောင်းရှင်ကစားနိုင်တယ်ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဂိုးပြတ်နိုင်ပွဲတွေကိုဖန်တီးနိုင်တယ်ဆိုတော့ဘာစီလိုနာအသင်းရဲ့ဒါ Hansi Flick ရဲ့တတိယပိုင်းဆိုင်ရာအရာ ကိစ္စကို discuss လုပ်တာဒါအဖြစ်ကိုတတိယပိုင်းဆိုင်ရာအရာပဲထပ်ပြီးအောင်ပြောမယ်လို့ရှိရင်သူ့ရဲ့ဒီအတင်းက domino လိုပဲအခုလဲပြီဆိုတာနဲ့အကုန်လုံးလဲမှာဒါအသေးစားပါပဲအဲ့ဒါကွာ PSG နဲ့ပွဲကိုပြင်ကြည့်လို့ရှိရင်ရှင်းလင်းလိမ့်မယ်လို့ထင်တယ်ဒါအပြင်ကိုနောက်ထပ်တစ်ခုကဘာလဲဆိုတော့ leadership ပြဿနာတချို့ဝစားသမားတွေကကျွန်တော် present ပြီးတယ်ဆိုတာက present ပြီးတယ်ဆိုတာက system ကြကြယူရှားလာဖြစ်တဲ့အတွက်ကြောင့်မလို့ကစားသမားတွေကိုမောင်းနှင်ပေးနိုင်မယ့် leadership ကပွဲထဲမှာရှိဖို့အတွက်လိုအပ်တယ် ဒါပေမဲ့ဘာစီလိုနာကဒီယာဒီမာတလို့ရှင်အဲ့ဒါကိုကောင်းကောင်းမမြင်ရဘူးဒါကိုပြောရလိမ့်မယ်။ဘာလဲဆိုတော့ဘာစီလိုနာကပြီးခဲ့တဲ့ယာဒီမာကောင်းမွန်တယ်။ဘာစီလိုနာကပြီးခဲ့တဲ့ယာဒီမာ defense line ကလူကျွန်ဘောတွေမကြခဏဖမ်းနိုင်နေ။အဲ့ဒါကလည်းအဓိကရေးပါတဲ့အဲ Inigo Martinez ရှိတာလည်းပါဝင်တယ်။ Inigo Martinez ကယာဒီမာမရှိတဲ့အချိန်မှာဘာစီလိုနာတင်းရဲ့ defense line ရဲ့ဒီရွေရှားပုံက demand ပေးနိုင်တဲ့ command ပေးနိုင်တဲ့ပုံစံမျိုးကိုမမြင်နေရဘူး။ အဲ့တော့လီဒါရှစ်ပြဿနာကလည်းဘာစီလိုနာအသင်းမှာရှိနေတယ်လက်ရှိဘာစီလိုနာအသင်းရဲ့တိုက်စစ်ကကစားသမားတွေပြီးခဲ့တဲ့အဲကလာစီကိုပွဲမှာဘယ်လိုကစားခဲ့တယ်ဆိုတာကိုကြည့်မယ်ဆိုလို့ရှင်ဒီဒါရှစ်ပြဿနာရှိနေတယ်ဆိုတော့မြင်ရလိမ့်မယ်ရဖင်ညာမရှိဘူးလီယိုဒေါစကီမရှိဘူးဆိုတဲ့အနေထားတစ်ခုမှာဘာစီလိုနာအသင်းရဲ့တိုက်စစ်ကကစားသမားတွေကရီယယ်မက်ဒရစ်ကိုပရက်ဇင်ပေးဖို့အတွက်တောင်မှကောင်းကောင်းမလုံနိုင်တာတွေကိုမြင်ရလိမ့်မယ်။ဆိုတော့ဒါကပရက်ဇင် shape တစ်ခု tactical ဘိုင်းဆိုင်ရာအရပုံဖော်မှုတွေမှာ Hansi Flick ရဲ့ဒုတိယရာသီမှာခက်လေးရှိတဲ့ပုံစံတွေပဲဒါအတင်ကို squatter issue squatter issue ကတော့အများကြီးပြောရလို့မှမထင်ဘူး squatter issue ကတော့လက်ရှိလောလောဆယ်ဘာစီလိုနာအသင်းကလူကိုလိုချင်သလောက်ခေါ်လို့ရတဲ့နေထိုင်မှုမှမရှိဘူးအဲ့အတွက်ကြောင့်မလို့ဘာစီလိုနာနဲ့ Hansi Flick တို့ကလူကိုကြားသလောက်ပြန်ခေါ်နိုင်ဖို့အတွက်လာမယ့် January transfer မှာ ကောင်းကောင်း ထင်ယူရမယ်ကောင်းကောင်းခေါ်ယူရမယ်တေးကြတစ်ခုကတော့ defense line ကိုတည်ငြိမ်အောင်လုပ်ရမယ်ဒါကရေးပါတယ် DS squad တက်မပြေစုံဘူးဆိုလို့ရှိရင်အပေါ်မှာပြောခဲ့တဲ့ HC flick ရဲ့ tactical ဘိုင်းဆိုင်ရာတွေဒီ domino effect တွေဒါအပြင်ကို ideology အရာကစားသမားတွေကအာခံရလာတာဒီဒါလေးကိုဖြည့်ရှင်းနိုင်ခြင်းရှိမှာမဟုတ်ဘူးအဲ့အတွက်ကြောင့်မလို့ဒီ squad up issue ကိုတော့တော်တော်လေးညံ့ညံ့ဆန်ဆန်ပြုပြင်မှာကြာလိမ့်မယ်ဟုတ်တယ် ဒီလာမယ့် January transfer မှာပြုပြင်ဖို့အတွက်အချိန်ရှိနေသေးတယ်။ဒါကို Hansi Flick လုပ်မယ်မလားဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရလိမ့်မယ်။ Hansi Flick ကလာတဲ့ဟန်ကလက်ရှိ Modern Barcelona ကမှာစိတ်ဝင်စားဖို့ကောင်းတဲ့ဟန်မျိုးဆဲလိုရှာဖို့ကောင်းတဲ့ဟန်မျိုး high risk high reward ဆိုတဲ့ဟန်မျိုးဘက်ကိုတွားရတယ်ဒီတော့ကြောင့်မလို့ကြည့်ရတာဆဲလိုရှာဖို့ကောင်းနေလိမ့်မယ်ဒါပေမဲ့ဒါကနီးပြတယောက်အတွက်တွေးမယ်ဆိုလို့ရှိရင် risk အရန်ယူရကြာနိုင်မယ်ဆိုတော့ ဘာစီလိုနာရဲ့ဒီယာဒီမှာကြုံတွေ့နေရတဲ့ကိစ္စတွေက maybe ဘာစီလိုနာအသင်းနဲ့နောက်ထပ်ရှုံပွဲတွေကိုလာမယ့်ပွဲစဉ်တွေမှာမတွေ့ရလဲဖြစ်ကောင်းဖြစ်နိုင်တယ်ပဲဒါပေမဲ့ဘာစီလိုနာရဲ့ inner အတွင်းပိုင်းတွေမှာတော့ဒဏ်ရာရှိမှုသုံးထားပြီးတော့စတိုက်ဆိုလို့မြင်မာလာတဲ့အချိန်မှာဒီလိုဖြစ်တော့တစ်ချိန်မဟုတ်တစ်ချိန်မှာဒီရဲ့ပြဿနာကအကြီးကြီးမားမားဖြစ်လာနိုင်တယ်ဆိုတော့ hansi flick ကလည်းသူဒီ management ကနေပြီးတော့မှတစ်စက် မန်နေဂျာရာလူဘက်ကိုပြန်လာတဲ့အချိန်မှာ Sporting Director ဘက်ကနေမန်နေဂျာရာလူပြန်လာတဲ့အချိန်မှာတော့ရှင်ဘိုင်းယန်မှာတနည်းနဲ့၈လဂျာမနီမှာနှစ်နည်းနဲ့၃လဘယ် club မှာမှအဲ့လောက်အများကြီးကြာရှည်တာမျိုးမရှိလာသေးဘူးဆိုတော့ဘာစီလိုနာမှာကောအဲ့ဒါကိုချိုးဖြတ်နိုင်လားဆိုတော့စောင့်ကြည့်ရလိမ့်မယ်ချိုးဖြတ်နိုင်ဖို့တော့အလားအလာလည်းရှိတယ် high seat flick ကိုလူခေါ်ပေးရမယ်ဒါကအရေးကြီးတဲ့ချက်ပဲဆိုတော့ high seat flick ရဲ့ second season ဆိုတော့ ဒုတိယဇာတိဆိုတဲ့ကျင်းစာဆိုတာဖြစ်လာမလားဖြစ်မလာဘူးလားဆိုတာကတော့ကျွန်တော်တို့အများကြီးစောင့်ကြည့်ရလေ။ဘယ်လိုပဲနေလေဒီလိုစောင့်ကြည့်ရတာကိုကပဲဒီ Hazy Flick နဲ့ Barcelona ဘာလုံးနိုင်မလဲဆိုရဲအရှားတာပဲဖြစ်လိမ့်မယ်တို့ထင်တယ်။ဆိုတော့ဒါကတော့ Hazy Flick ရဲ့ဒုတိယဇာတိကျင်းစာဆိုအကြောင်းကို discuss လုပ်တာပဲဖြစ်ပါတယ်။လက်ရှိရာလီ Barcelona ကပြောတော့ကြီးဆိုရနေတာမဟုတ်ဘူး။အာလုံးမင်းကြတဲ့အတိုင်းပဲအရင်ကြီးတိတိတတ်တင်တင်ဆဆကြီးထိုးကြနေရမဟုတ်ဘူးဒါပေမဲ့ ို့ပေသည့်ပြီးခဲ့တဲ့ရာသီကောင်ကလို့ပုံစံမျိုးကိုဘာစီလိုနာမျိုးမြင်ရတာကတော့တေးကြတယ်ဆိုတော့ဒါကကျွန်တော်တဝူလေးရဲ့အမည်ဒါကယူဆတတ်တတ်တစ်ခုဆိုတာကိုနောက်ဆုံးအနေနဲ့ပဲပြောပြရစီဆိုတော့ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပဲထပ်ပြီးတော့မှတွေ့ကြပါ